ြင်းထန်လာတဲ့မုန်တိုင်းတွေထဲမှာတော့ရေတက်ကစရော့ရဲ့ဗိုင်းရီတွေကိုလိုက်လံပစ်ခတ်နေပါတယ်။လူဗီဒိုတွေကတော့အမာဂျီနာမီဆန်ရဲ့လမ်းပြမေးမှုကြောင့်မုန်တိုင်းနဲ့ရေတက်လက်ကပါလွတ်မြောက်သွားခဲ့ပါတယ်။ရေတက်ဘက်ကတော့ဂက်စပါရီဆိုတဲ့ပင်လယ်ဓားကြီးကိုရှာဖို့နဲ့ပင်လယ်ဓားတွေလုတ်တဲ့တရံမုံဝင်ပြိုင်ပွဲတစ်ခုအကြောင်းကိုပြောနေခဲ့ပါတယ်။ စီကားတမ်းမြိုက်နေတဲ့ဂျွန်ကြီးတခုပေါ်ကစားတောက်ဆိုင်မှာတော့လူဗီရိုတွေကစားတောက်နေခဲ့ကြပါတယ်ဒီစကားထဲမှာတော့နီကိုရော်ဘင်ကလည်းဖွဲ့တဲကိုရောက်လာခဲ့ပြီပဲဖြစ်တယ်။ဇပွဲပေါ်မှာတော့လူဗီစားတောက်ထားတဲ့ပကံထက်လိုက်ကြီးကိုတွေ့ရမှာဖြစ်ပြီးနာမီကတော့နောက်ဆုံးဒီလိုတွေစားသောက်ဖို့တောင်ပတ်စံမရှိတော့ဘူးဆိုကစိတ်ဆင်းရဲနေခဲ့ပါတယ်။ဒီစကားကိုလူဗီကကြားတော့မင်းတို့ကောင်တွေပတ်စံကိုဘာလို့အလောက်ပြုံးနေကြတာလဲဆိုပြီးဆရာကြီးလုံနေလို့ဝိုင်းမြင့်ပေးလိုက်ကြတယ်။ဒီလိုနဲ့စိုင်တဲကိုလူတယောက်ဟာဝင်လာပြီးဒီဂျွန်ကဟာနာပဲဂျွန်မလားလို့မေးကငွေတင်းကားပြားနှစ်ပြားကိုထုတ်ပေးလိုက်ပါတယ်။ ငွေအနှံ့ကိုကောင်းကောင်းရနေတဲ့မာဂျီနာမီကတော့အဲ့ဒီလူတွေရဲ့လှူရှားပုံကိုကြည့်နေပြီးဥစုတ်ချွတ်ပါလူဗီငါတို့တွေစံစားကန်အနှံ့ရနေပြီလို့ပြောလိုက်ပါရယ်အဲ့ဒီနောက်တော့ဘားကောင်နာစီသွားကပတ်စံရဖို့နီလန်လေးတကူးကူများရှိမလားလို့မေးလိုက်ပါရယ်တူတော့ကိုအတန်းငယ်သေးလို့ဘားပိုင်ရှင်ကမစွန်စားစေခြင်းပေမဲ့နာမီကဆွတ်တောင်းဆိုနေတော့အကန့်တကူးစီကိုခေါ်သွားခဲ့ပါရယ်သူကဒီလောက်ပဲလိုက်ဖို့နိုင်မှာမို့စက်သွားရင်မင်းတို့လူကျင်နာတွေကိုရလိမ့်မယ်လို့ပြောလိုက်ပါရယ် စွန်စားကန်းအတန်ကိုကြားကြတဲ့ကလူဖီကဆေးရထက်တန်နေခဲ့ပြီးဦးစိုးကတော့ထုံးစံအတိုင်းရှေ့ဆက်သွားရမှာကိုကြောင်းနေခဲ့တယ်။တရားဘယ်ရီနှစ်ပြားကိုလိုင်ကောင်းဆုံးရရင်ပြလိုက်ဖို့နဲ့ဒါဟာစကားဝဲဖြစ်တယ်လို့လည်းပြောလိုက်ပါရယ်ပြီးတော့မင်းတို့ပါလို့ပင်လယ်ဓမြပြချင်တာလေလို့လည်းမေးလိုက်တယ်။လူဖီကတော့ပင်လယ်ဓမြဘရင်ကြီးဖြစ်ဖို့အတွက်ပါလို့ပြန်ပြလိုက်ပါရယ်။ပင်လယ်ပြင်ကလွတ်လပ်ပြီးပျော်ဖို့ကောင်းတယ်။ယတနာရှာမယ်စွန်စားကန်းတွေဖွင့်မယ်လို့ပြလိုက်တော့တူအဖြစ်ကိုသဘောကျသွားပြီးအသက်ရှင်နေကြပါလို့ပြောလိုက်ပါရယ်။လမ်းဆုံးကိုရောက်မှာတော့အဆောင်ကိုဘယ်ရီနှစ်ရာထုတ်ပြလိုက်ပြီးအထဲကိုဝင်လိုက်ကြရယ်။အယောင်တလက်လက်တောက်မနေတဲ့မီ ောင်တွေနဲ့အတူပင်လယ်ဓားများအလံတွေခြေကျဲထားတာကိုမြင်လိုက်ကြရပါတယ်။မျက်နှာချက်မှာတင်မောကြီးတစ်စင်းကိုခြေထားပြီးဒီနေရာမှာတကပါလုံးကပင်လယ်ဓားများတွေစုဝေးရောက်ရှိနေတာလားလို့တောင်မှတ်တင်ရလောက်ပါတယ်။ဘေးနားကဝိုင်းကလူတွေကမင်းတို့ဒီကိုပြန်ဝဲဝင်ဖို့အတွက်လာတာဆိုရင်တော့စရင်တွင်ဖို့ကပို့ကိုသွားရမှာလို့ပြောခဲ့ပါတယ်။အဲ့ဒီတော့မှရော်ဘင်ကလည်းတော်တော်ကြာပြီပြည့်လွတ်ချက်ချင်းမမမီခဲ့တာဖြစ်ကြောင်းဒီနေရာကိုအရင်စီခဲ့တဲ့ပင်လယ်ဓားများတင်မောကပတိန်နဲ့တခါရောက်ခဲ့ဘူးကြောင်းကိုပြောပြလိုက်ပါတယ်။ပုံမှန်တော့မဟုတ်ပေမဲ့နှစ်တိုင်းနီးပါးပြန်ဝဲလို့လေးရှိကြောင်းဝင်ပြိုင်ဓားများဖွဲ့တွေတိုင်းကလည်းပင်လယ်ဓားများတွေဖြစ်ကြပြီး ပြန်လည်းမရှိကြောင်းကိုပြောပြခဲ့တယ်ဒီလိုနဲ့စန်းကြီးကပင်လယ်ဓားများဟုတ်လားလို့မေးလိုက်တော့ဒီမျိုးရဲ့လူတိုင်းကပင်လယ်ဓားများတခါတော့ဖြစ်ပူကြတယ်လို့ရော်ဘင်ကပြောပြခဲ့ပါတယ်ပန်းတိုင်ကတော့တနည်းနဲ့တနည်းမတူညီပေမဲ့စာမတ်ကတော့အမြဲတမ်းဒီနေရာကပဲဖြစ်ကြောင်းနောက်ဆုံးပန်းတိုင်အတွက်အင်တာနက်ပို့နဲ့တွားရမှာဖြစ်ကြောင်းပန်းတိုင်ကိုရောက်ပြီဆိုရင်တော့အနိုင်ရရှိသူဟာစုချင်းငွေတွေကိုရရှိမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ကြားရတလောက်တော့အန်ဒီရဲ့များတဲ့ပြိုင်ပွဲဆိုတာတိတာနေပေမဲ့ချိုးပါနဲ့လူဗီကတော့စွန်စားကန်အတွက်စိတ်လုံးယာနေခဲ့ကြပါတယ်စုချင်းအကြောင်းကိုလည်းကြားထားပြီးသားဆိုတော့ကျွန်တော်တို့အမကြီးကလည်းညင်းမှာမဟုတ်ပါဘူးဒီ ီလိုနဲ့ပေဝိုင်းကလူတွေကဒီနေ့ရက်ပြိုင်ပွဲဝင်တွေတဲကထိတ်တန်းသုံးပွဲအကြောင်းကိုပြောပြလိုက်တော့တယ်။ဘိုဘီနဲ့ပိုကိုဂျိုင်းယန်ပင်လယ်တများအဖွဲ့အရင်အားလုံးပိုင်ရိတ်တဲက Grand Bass မာမန်ဝီလီတို့တွေပါတဲ့ငါလူသားပင်လယ်တများအဖွဲ့ဒီနောက်ဘက်အကြောင်းကိုကြားတာနဲ့တင်း အမာဂျီနာမီနဲ့ငကြောက်ဦးစိုးတို့ကတွေ့ပြနေကြပါတယ်။ဒီနေ့အတွက်စုကြီးကဘလောက်လဲလို့ရောပင်ကမိလိုက်တော့300မီလီယံဘယ်ရီဖြစ်တယ်လို့ပြောလိုက်ပါတယ်။300မီလီယံလို့ကြားတာနဲ့အမာဂျီနာမီလည်းချက်ချင်းကိုစည်းရင်ပေးလိုက်ပါတော့တယ်။ပြိုင်ပွဲဝင်ကြီးအတွက်ဘယ်ရီငွေ200ကိုပေးလိုက်ပြီးဖာတီယာဆိုတဲ့ဂျွန်ရဲ့အီတာနယ်ပို့စ်ကိုပြန်ရခဲ့ပါတယ်။ဒါကဒီနေ့အတွက်ဂိုလာလို့မိလိုက်တော့ကံကောင်းပါစေ။အဲ့ဒီနေရာကိုဆိုင်ကလုံးလို့လူတီးကြတယ်လို့တတိပေးခဲ့ပါတယ်။ဒီနေရာမှာဘာပင်လဲတမယတင်ဘောကိုမှမတွေ့ခဲ့ဘူးတော့လို့နာမီကမိလိုက်တော့မင်းတို့ကတင်ဘောကိုပေါ်ပေါ်တင်တင်ထားခဲ့တာလားဟာဆိုပြီးအံဩနေခဲ့ကြပါတယ်။ ါလာကန်တခုထဲမှာတော့ကလေးတယောက်နဲ့ဘူကြီးတို့တွေကိုလည်းတွေ့ရပါတယ်မနှက်ပြန်ပြန်ပွဲအတွက်နာမီတို့တွေထွက်သွားဖို့လို့တော့လောင်ကြီးထောက်အောင်မလားဇာ350ပေးမယ်လို့ပြောတော့ဘသူကနာမည်ကြီးဆုံးလဲလို့ပြန်ပြီးလိုက်ပါတယ်ဘိုချုကက်စပါဒီတို့အဖွဲလို့ကြာတော့နာမီကရော်ဘင်နေများတိမလားလို့မေးလိုက်ပါတယ်ရော်ဘင်ကလည်းစဉ်းစားနေခဲ့တာကြောင့်တခြားလူတွေပဲကိုရောက်သွားပြီလဲလို့ပြန်ပြီးလိုက်ရတယ် ီနေရာကစားစရာတွေကအလကားဆိုတာကိုလည်းကြားရောအကုန်လုံးကချက်ချင်းပြင်းစင်သွားကြတယ်လို့ရော်ဘင်ကပြန်ပြေခဲ့ပါတယ်။စားတော့ဝိုင်းမှာတော့ဇိုရိုဟာလူဖီကိုခုနကပဲမေးပိုက်ပြေးသွားပြီမလားလို့မေးနေခဲ့ပါတယ်။လူဖီကတော့60ရာခိုင်နှုန်းပဲပြေးသေးတာလို့ပြန်ပြေးလိုက်ပြီးတူးရှင်းမှာတော့ပကံတွေထလိုက်ကြီးဖြစ်နေပြန်ပါတယ်။ပြိုင်ပွဲကမနှက်ပြန်စားမှာဆိုတော့သူ့ကိုယ်သူအပြေးထားဖို့လိုတယ်လို့ပြောနေပြီးချိုးပါကလည်းလူဖီနဲ့အတူတူတွေ့နေပါတယ်။လူဖီနီးတို့အကြားဝိုင်းမှာတွေ့နေတဲ့လူတယောက်ကိုလည်းတွေ့ရပြီးစပိုဆောင်ကထွက်လာတဲ့မြားဟင်းပွဲတိုင်းကိုလူဖီကလန်းလန်းယူနေခဲ့တယ်။စားတော့ပွဲတွေအကုန်လုံးကို လူယူနေတယ်ဆိုပြီးလာပြင်လိုက်ကအဲ့ဒီလူကပဲမင်းကဒီဘေးဖရူကိုစားတာလားလို့မေးလိုက်ပါတယ်အနောက်ဘက်မှာတော့စားစရာတွေမရလို့တင်းနေကြတဲ့အဖွဲကလည်းငါတို့တွေဘာလို့လဲဆိုတာကိုမတီးဘူးလားလို့ဆိုကပြဿနာရှာပါတော့တယ် ဲ့ဒီလူတွေတဲကတယောက်ကတနက်နေပြစ်လိုက်တော့လူဖီကိုကနေပြန်ကန်ထွက်လာတဲ့ကြီးစံကြောင့်အကုံလုံးကအံဟောသွားကြပါတယ်ဂမ်မူဂမ်မူနိုမီကိုစားထားတဲ့ရာဘာလူသားကလို့ပြောလိုက်ပြီးတပွဲလုံးကိုပြင်မာတော့တယ်အဲ့ဒီလူတွေဟာကစားရီဘွဲကလူတွေဖြစ်ပြီးတော့မင်းကငါတို့ကောင်းဆောင်လို့ပဲဒီဝေဖူးယူတာလားလို့မိနေခဲ့ကြတယ်စားတော့ကန်တကူလုံးကချက်ချင်းစိုးတလူရန်ဘွဲကြီးပြစ်သွားပြီးလူဖီကိုပြဿနာရှာတဲ့တယောက်ကလည်းတိုက်ခိုက်နေခဲ့ပါတယ်လူဖီနဲ့တူကတိုက်ခိုက်ပြင်းခဲ့ကြပြီးဂက်စပါရီရှိနေတဲ့အခန်းနေရာစီကိုမှရောက်သွားခဲ့ကြပါတယ် လူဖီကိုတိုက်ခဲ့တဲ့လူနာမည်ကရှူရီယာလို့ခေါ်ပြီးကျေးစားတယောက်လို့သူ့ကိုဒူမိတ်ဆက်လိုက်တယ်။ဂက်စပါဒီကလူဖီကိုကသူ့ကိုပါသူ့အဖွဲ့တဲကိုဝင်ဖို့ကန့်လန့်လိုက်တော့လူဖီကညင်လိုက်ပါတယ်။အဲ့ဒီလူကြီးစီကနတ်သက်ကောင်းမရဘူးလို့ပြောလို့မဆုံးခင်မှာပဲသူ့လူတယောက်ကလူဖီကိုလက်သေးနဲ့ကုတ်ထားပါတယ်။ဘိုချိုဂက်စပါဒီကလူဖီကိုတဘောချနေပြီးလေကျဲတဲ့ကောင်လို့ပြောကထွက်သွားပါတယ်။ဂက်စပါဒီတင်ဖို့ပေါ်မှာတော့ဘွိုင်လာတဲ့အလုံးလုံးနေရတဲ့ကောင်လေးကသူ့အဖိုးကိုဈေးကူပေးဖို့တောင်းဆိုနေခဲ့ပါတယ်။ဂက်စပါဒီကရောက်လာတော့တောင်းဆိုလို့မရရင်တိုက်ခိုက်မယ်ဆိုပြီးလုံးနေလို့ဂက်စပါဒီကကြိုးစားခွင့်ပေးခဲ့ပါတယ်။တကယ်လို့သူ့ကို တက်ချင်နေတဲ့လူသစ်တွေတဲကတယောက်ကိုတက်ပေးနိုင်ရင်သူ့အဖွဲ့သားပြလက်ခံမယ်လို့ပြောလိုက်တယ်။နောက်ရက်မှာတော့လူဗီဒိုတွေဟာပြိုင်ပွဲအတွက်ပြင်ဆင်နေကြပါတယ်။အီတာနယ်ပို့စ်ကတောင်ဘက်ကိုပဲညွန်ပြနေလို့နာမီတယောက်ဟာစဉ်းစားရချက်နေခဲ့တယ်။ရော်ဘင်ကတော့ပင်လယ်ပြင်ကနေလာတဲ့မြေကြောင်းတွေအားလုံးဟာအဲ့ဒီတောင်ကြီးမှာစုံကြတာမို့ဒီနေရာကစားထွက်မှတ်ဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။သီအိုရီတွေကိုပိုင်နိုင်လုံတဲ့အမကြီးရော်ဘင်ကအဲ့ဒီနေရာမှာလည်းပြောင်ပြန်ရည်စည်းကြောင်းတစ်ခုရှိနေနိုင်တာမို့တောင်ပေါ်ကိုတက်ဖို့အတွက်နာမီကိုကြံပေးလိုက်ပါတယ်။လေပြင်းတိုက်တာနဲ့ချက်ချင်းဆိုသလိုနာမီကလောက်ရမဲ့လမ်းညွန်ချက်တွေကိုစာပေးနေခဲ့ပါတယ်။ ်အဖွဲ့ဝင်တွေအကုန်လုံးကချက်ချင်းဆိုသလိုအလုံများသွားကြပြီးအမကြီးနာမီရဲ့လမ်းညွှန်ချက်အတိုင်းစင်စွားကန်အတိတ်ကြီးတွေရွှေ့လွှင့်လိုက်ကြပါတယ်တောင်ပေါ်ကိုတက်တဲ့ရေစီးကြောင်ကြီးဘေးပတ်ပတ်လင်မှာတော့ပင်လယ်ဓားများတွေကတူတို့ကိုအားပေးနေခဲ့ကြတယ်ရေထက်တင်မောကြီးရဲ့ရွက်မှာအမကြီးထားတဲ့ဂက်စပါရီရဲ့ရေနွေးငွေတုံးတင်မောကြီးဆာလာမန်ဒါကိုလည်းတွေ့လိုက်ရပါတယ်တစ်ချိန်တုန်းကသူဟာရေတပ်ဗိုလ်ချုပ်တယောက်ဖြစ်ခဲ့ဘူးပြီးပင်လယ်ဓားများတယောက်ဖြစ်လာတာလို့နာမီကဒူမရှာပွေထားတဲ့များချက်လက်တွေကိုပြောပြနေခဲ့ပါတယ်သူရဲ့ခေါင်းကအခုဆိုရင်65မီလီယံဘယ်ရီတန်ကြီးဆောင်ရှိလို့နေခဲ့ပါပြီလူဗီတက်တောင်မှမပြားလိုက် တဲ့ bounty လည်းဖြစ်ပါတယ်။သူ့မှာဘာဇွန်အားတွေပိုင်ဆိုင်ထားလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပြီး Devil Fruit user ဆိုတာကိုပဲတည်ရသေးတယ်လို့သူမကပြောပြခဲ့ပါတယ်။ Luffy ကတော့အဲ့ဒီကောင်ကဘာကောင်ပဲဖြစ်နေပါစေငါသူ့ကိုမုန်းတယ်လို့ပြောလိုက်ပါတယ်။ Gaspari ရဲ့တင်ပေါ်ပေါ်မှာတော့ခြေစားမုန်ဆိုရှူရီယာကအဖွဲတွေကိုဝင်လိုက်တဲ့ပုံမှာပဲမြေလက်တက်တွေအများကြီးကနေတကူတဲကိုဆုံသွားလိုက်ကြပြီးတောင်ထိပ်ဘော်ကိုရောက်သွားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ရေတခွန်ကနေပြန်ပြိုးကျလာခဲ့ကြပြီးနာမီကိုလိုက်မှုနေရမယ့်အချိန်မဟုတ်တော့ကြောင်း Robin ကလမ်းအော်လိုက်ပါတယ်။ Robin ရဲ့စကားစုံစုံချင်းမှတင်တပွဲနဲ့ က်ပွဲစတင်ပြခန့်နေကြပြီးပြိုင်ပွဲဟာလည်းစတင်နေခဲ့ပါပြီးနာမီကဥဆုကိုတိုက်ခိုက်ဖို့အတွက်ပြောလိုက်ပြီးဂက်စပါဒီရဲ့တင်မောအောင်မှာတော့အဖွဲတော်တော်များများကထွက်သွားခဲ့ကြပါပြီးရေစီးတန်လွန်တာကြောင့်အကွေ့ရီယာအန်ဒီရဲ့များလွန်လာပါတယ်အကွေ့မှာမနိုင်နှင်းလို့ဂျိုင်းယန်နှစ်ယောက်တောင်မှပွဲကနေထွက်သွားတယ်နာမီကတော့လူဖီကိုခူရှင်အနေနဲ့တုံပြူပြီးအကွေ့ကိုလွယ်ကူစွာပဲဖျက်ချော်နိုင်လိုက်ပါတယ်မင်းဘာသာမင်းဘာကောင်ကြီးဖြစ်နေပါစေမမနာမီနဲ့တွေ့ရင်တော့အတုံးချခံရမှာပါပဲလေးပေါ်မြောက်သွားတဲ့အခါမှာတော့ရော်ဘင်ရဲ့အကူအညီနဲ့ရေစီးချောင်းစီကိုပြန်ရောက်လာနိုင်ခဲ့ကြပါတယ်နာမီကတော့ငွေရတော့မှာမ ို့ပြောနေခဲ့ပြီးလူဗီကတော့စွန်စားခံခရီးကိုရထားတာမျိုးပြောရှင်နေပါတယ်။ဂက်စပါဒီရဲ့တင်မောပေါ်မှာတော့ဘွိုင်လာခန်းတဲ့ကဘူဂျီကတူလက်ထောက်အနာဂူမာကိုမေးလိုက်ပြီးပင်လယ်ဓားများတွေကိုတပ်ဖို့ထွက်သွားတယ်ဆိုလို့မျက်လုံးပြူးသွားခဲ့ပါတော့တယ်။နာမီတို့တွေကတော့တခြားတင်မောတွေနဲ့မျက်ခြေပြတ်သွားခဲ့ပြီးဇိုရိုကအတွင်ခန်းကိုဝင်ကာတင်မောကိုစစ်ဆေးနေခဲ့ပါတယ်။တင်မောပေါ်မှာကလေးလေးပါလာတာကိုတတိထားမိလိုက်ပြီးလေပင်အညစ်လုံကကလေးလေးကမေးလဲသွားခဲ့ပါတယ်။ချိုးပါကစေးကူပေးလိုက်ပြီးနာမီကတော့စင်မေးနေခဲ့ပါတယ်။သူတို့တွေအားလုံးကိုတပ်ပြီးပတ်စံတွေကိုယူမာလို့ကလေးလေးကပြန်ပြေခဲ့ပါတယ်။ဒီတင်မောပေါ်က ပင်လယ်တများတွေကနာမည်ကျော်ကြားတာကြောင့်ရွေးလိုက်တာလားလို့ဦးစိုးကမေးလိုက်ပါတယ်။ခလီလီကတော့တခြားတင်မောတွေထက်စာရင်ဒီတင်မောကအားနည်းတယ်လို့ခံစားရတာကြောင့်လို့ပြန်ပြေခဲ့ပါတယ်။ပင်လယ်တများဆိုတာတင်မင်းနဲ့စကင်းနေတဲ့သူတွေကဒါပေမဲ့မင်းရဲ့အသက်ကိုအဲ့ဒီလိုင်းပေါ်တင်ဖို့စင်တင်မဖြစ်သေးဘူးဆိုငါ့ကိုတိုက်ဖို့စင်တင်မဖြစ်သေးဘူးလို့လူဗီတယောက်ကပြောလိုက်ပါတယ်။ဆော့ဘောကပ်တင်စီကဒီလိုစကားကိုကြားလိုက်တော့ရော်ဘင်လည်းကြောင်ကြည့်နေတာပေါ့။မင်းဘလောက်တတ်မှလဲငါတို့ကိုပြဆိုကရော်ဘင်တယောက်ဟာတနက်ကိုပြန်ပစ်ပေးလိုက်ပါတော့တယ်။ ခလေးလေးကလူဖီကိုတနက်နဲ့ပစ်လိုက်ပြီးရာဘာလူသားကိုမြင်လိုက်ရတာမို့အရန်ကိုတုံ့လုပ်သွားခဲ့ပါတယ်။သူမနိုင်မှန်းသိတော့သူ့ကိုတပစ်လိုက်ဖို့ပြောနေခဲ့ပါတယ်။ခလေးတွေဆိုအရန်ချစ်တတ်တဲ့မာဂျီနာမီကမင်းဘဝကိုနည်းနည်းလေးညင်ညင်တတာမပြတ်တန်းခြင်းဘူးလားလို့မေးလိုက်ပါတယ်။ ခလေးလေးကတော့ပင်လယ်ဓားတွေလက်ကြရိုက်တာကိုမလိုချင်ကြောင်းမျောလင်းချက်မရှိတာမို့တေလိုက်တာကအကောင်းဆုံးဖြစ်ကြောင်းပြောနေတော့နာမီလဲစိတ်မထိန်နိုင်တော့ပဲဇိုရွတ်ဓားကိုငါကခုတ်ပြတော့မလို့လှုပ်လိုက်တယ်။နင်းအသက်ရှင်ဖို့မျောလင်းချက်မရှိတော့ဘူးဟုတ်လားနင်းအသက်ရှင်ခြင်းအတိမဲ့ကြောင်းကိုပြောရမှာမဟုတ်ဘူးဆိုကပောက်ကွဲနေခဲ့ပါတယ်ချိုးပါလီကတော့နာမီခုတ်မကိုကြောက်နေပြီးတားနေခဲ့ပါတယ်နာမီဟာပြဲချောက်ပြီးဆုံးမနေတယ်ဆိုတာကိုတီးတဲ့ကျန်တဲ့လူတွေကတော့အေးအေးဆေးဆေးပဲစားတောက်နေခဲ့ကြပါတယ်ခလင်းလေးကလည်းတီတရားနည်းနည်းဝင်သွားပြီးအပြင်မှာထွက်တိုင်းနေတာကြောင့်စမ်းကြီးကစောင့်တတဲ့ယူလာပေးပါတယ်အဲ့ဒီ ောက်တော့နာမီရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါရယ်။နာမီငယ်ငယ်တုန်းကဆိုရင်သူ့အမေကိုသူ့ရှိတဲ့ပင်နယ်ဓားမြတွေကတတွားခဲ့တာဖြစ်ကြောင်းငါတို့သူ့ကိုမတွေ့ခင်အထိပင်နယ်ဓားမြတွေကသူ့ကိုအစီကံပြစ်ခိုင်းစေခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတော့တယ်။သူ့အတွက်အဲ့ဒီရှင်းတဲ့တာအချင်းကဘလောက်တောင်ဆိုရခဲ့မလဲဆိုတာကိုငါပြောပြဖို့မတတ်နိုင်ဘူးလို့စန်းကြီးကပြောပြလိုက်ပါရယ်။ပြီးတော့ချိုးပါမှာဆိုရင်လည်းအတိတ်ဆိုးတွေရှိခဲ့ပြီးတခြားလူတွေမှလည်းအဲ့ဒီလိုပဲလို့ပြောလိုက်ပါရယ်။ ဒါကြောင့်မင်းအသက်ရှင်နေတိုင်းတင်ကြောင်းမင်းလုံးနိုင်မယ်ဆိုရင်တော့မနှက်ပြန်ကိုမင်းမြင်နိုင်လိမ့်မယ်လို့ပြောလိုက်တယ်။ကျွန်းပေါ်မှာကြံခဲ့တဲ့ပွဲစီစဉ်သူကတော့လောင်ကြီးစင်းရင်တွေကိုမီးရှို့နေခဲ့ပြီးနောက်တက်မလိုအပ်တော့ဘူးလို့ပြောနေခဲ့ပါတယ်။ဂက်စပါဒီတို့ကကစားပွဲတစ်ခုလုံးကိုလည်စားထားတာဖြစ်ပြီးဝီလီတန်မာမန်တို့ကတော့သူတို့နောက်ကနေလိုက်နေပါတယ်။လူဗီတို့တွေကလည်းဖီဂါရိုဆိုတဲ့ပင်လယ်တစ်များအပွဲနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီတပွဲလုံးကိုတော့ဇိုရိုနဲ့ဆန်ကြီးနဲ့ယောက်တဲကပဲဖြစ်ရှင်းဖြစ်ခဲ့တယ်။အဲ့ဒီအချိန်ရေပင်ကြီးတစ်ခုလုံးကမြင့်တက်လာခဲ့ပြီးတော့စီကင်းကြီးတွေပေါ်လာပါတယ်။လူဗီရဲ့ဆောက်တလွဲလုံးမှုကြောင့် ီကင်းရဲ့နှာခေါင်းကိုနိုင်မိပြီးနာကျင်အောင်လုံးမိသွားတယ်။ရန်သူတွေရဲ့တင်မောကမျိုးတွားခဲ့ပြီးတော့သူတို့တွေလည်းလွန်မြောက်လာခဲ့ကြပါတယ်။ပျော်ရွှင်သာစားတောင့်နေကြပြီးတာမာလုံးတဲ့သူတို့တွေကြောင့်ကလေးလေးရဲ့အမြင်ကလည်းပြောင်းလဲလာခဲ့တယ်။ရှက်ဟာသူ့အတွက်လက်တပတ်ဆုံးရုံခဲ့တာမို့သူ့အသက်ကိုတန်ဖိုးထားကြောင်းဒါပေမဲ့သူလုံးချင်တဲ့အရာတစ်ခုရှိကြောင်းကိုကလေးလေးကိုပြောပြခဲ့ပါတယ်။အဲ့ဒါကိုရဖို့ဆိုတာကခက်ခဲကြမ်းတမ်းမှဆိုပေမဲ့လုံးမဲ့လို့ဆုံးဖြတ်ထားတာကြောင့်အဲ့ဒါအတွက်တိုက်ခိုက်ရင်နဲ့တည်သွားရင်တောင်နောင်တမရဘူးလို့ပြောလိုက်ပါတယ်။လူဖီရဲ့စကားတွေကြောင့်အားတက်သွားတဲ့ကလေးလေးကိုနာမီကတော့ကြည်ပြီးတော့ပြုံးနေတယ် day. Okay. သူမလက်ထဲကအီဒါမင်ပို့စ်ကိုကြည့်ပြီးတခုခုလွှဲနေပြီဆိုတာကိုလည်းတတိထားမိခဲ့ပါတယ်။ပင်လယ်ပြင်မှာတော့တင်မို့တချို့ကတိုက်ခိုက်ခံနေရပြီးပျက်စီးနေခဲ့ပါတယ်။တကယ်တော့အဲ့ဒါဟာရေတပ်ခံတပ်ကြီးသားဖြစ်ပြီးသူတို့ကိုပေးလိုက်တဲ့အီဒါနယ်ပို့စ်ဟာလက်စားမှုကြီးတခုဖြစ်နေပါတယ်။ပွဲစီစဉ်သူက Nevaron ရဲ့အီဒါနယ်ပို့စ်ကိုဖာရီဒါဆိုတဲ့တစိုက်ကပ်ပြီးတော့အကုန်လုံးကိုပေးလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်းလက်စားခံလိုက်ရတဲ့ပင်လယ်တမျှတင်မို့အချို့ဟာပျက်စီးသွားခဲ့ပြီပဲဖြစ်တယ်။လူဖီကတော့ဒီလိုမျိုးလုံနိုင်တာဟာဂက်စပါတီတယောက်ပဲရှိတာဖြစ်လို့ငါတို့ကလိန်ကြခံလိုက်ရပြီလို့ပြောနေပါတယ်။ကလေးလေးကလည်း ူဗီရဲ့စကားကိုဝင်ထောက်ပေးလိုက်ကသူတို့တင်ပေါ်ထဲမှာအီတာနယ်ပို့တွေအပြည့်ထည့်ထားတဲ့တက်တာကြီးကိုမြင်ခဲ့ကြောင်းပြောလိုက်ပါတယ်ဒီတင်ပေါ်ဘောက်ကိုသူလိုက်လာတယ်ဆိုတာကလည်းလူဗီကိုဒါတတ်နိုင်ရင်သူ့အဖိုးကိုကယ်ပေးမယ်ဆိုတာကြောင်းလို့ပြောလိုက်ပါတယ်မင်းရဲ့ဆုံးဖြတ်ချက်ကအဲ့ဒီလောက်တန်မှနေရင်သူ့ကိုသွားငယ်နိုင်ရမယ်အဲ့ဒါကြောင့်မင်းတက်ကိုစွန့်လွတ်မယ်ကြောင်းဘယ်တော့မှမပြောနဲ့လို့လူဗီကပြောလိုက်ပါတယ်အဲ့ဒီအပြင်ဂက်စပါဒီရဲ့ဖင်ကိုတူတူသွားကန်ကြရအောင်လို့လည်းပြောလိုက်တယ်ဂက်စပါဒီနဲ့တွေ့ရင်အီတာနယ်ပို့ကိုလည်းရနိုင်တာဖြစ်လို့ချိုးပါရဲ့နှာခေါင်းကိုတုံးကအနံ့ခံကြရအောင်လို့လည်းပြောလိုက်ပါတယ် Gaspardi ရဲ့ဒင်မောပေါ်မှာတော့ Shuria ကဖွင့်လာခန်းကိုပြစီဖို့လုပ်နေခဲ့ကအဖိုးကြီးကမင်းဘသူလဲတော့ငါမသိပေမဲ့ Gaspardi ကိုပဲကြိုက်တာလို့ဒီဖွင့်လာခန်းကိုတော့ဒီခွင့်မပေးနိုင်ဘူးလို့ဆိုပါရယ် ရှူရီယာကအတိတ်မှဂက်စပါတီကြောင့်ပေါ်ဝါပြက်ခဲ့တဲ့သူတယောက်ဖြစ်ပုံပေါ်ပြီးလက်စားချစ်ချင်နေပုံလဲပေါ်ပါရဲအဖိုးကြီးကမင်းမတွေမမိလဲလို့မေးလိုက်တော့လွန်ခဲ့တဲ့ရှင်းနှစ်ကဂက်စပါတီတို့ဟာသူတို့နေထိုင်ရာတင်ပေါ်ပြင်းတဲ့မြို့လေးကိုဝင်တိုက်ခဲ့ကြပါရဲတမျိုးလုံးကိုမိနေရှိုးခဲ့လို့အသက်ရှင်ကျန်သူဟာတရားသာကြံခဲ့ပြီးတော့သူညမလေးဟာလည်းပြောက်သွားခဲ့တယ်လို့ပြောပါရဲသူတို့မောင်နှမနှစ်ယောက်ကိုတိုက်ခိုက်ခဲ့တာကိုပြန်တွေးနေခဲ့ပြီးဂက်စပါတီကိုတိုက်ခိုက်ဖို့အတွက်တက်သွားလိုက်တယ်ဒီလိုနဲ့တိုက်ပွဲစားတော့ဂက်စပါတီရဲ့တပည့်နဲ့ခြားကြရင်တင်ပေါ်ကပြစည်းနေခဲ့ပါရဲဘွိုင်လာကန်နဲ့ကဘိုးကြီးကတော့ ်ရှူရီယာရဲ့ဇကားတွေကြောင့်သူငယ်ငယ်တုန်းကကတင်ပေးခဲ့ဘူးတဲ့ကလေးမလီအကြောင်းကိုတွေးနေတယ်။ရှူရီယာကတော့ဂက်စပါဒီရဲ့တပည့်ကျော်ကိုရေထဲပစ်ချနိုင်ခဲ့ပြီးအနိုင်ရသွားခဲ့ပြီလည်းဖြစ်ပါရယ်။ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကြောင့်လော်ဒတ်ကပျက်စီးသွားခဲ့ကာရှူရီယာကတော့ဂက်စပါတီကိုခုတ်ပစ်လိုက်တယ်ဒါပေမဲ့အာမေအာမေနိုမီလို့ခေါ်တဲ့တကြားသီးကိုစားထားတဲ့ဂက်စပါတီကိုတော့ဟာကီမပါဘဲနဲ့နိုင်မှာမဟုတ်ပါဘူးလော်ဒတ်ကမှုမမှန်တော့အဖိုးကြီးကလည်းအပေါ်ကိုတက်သွားကာရှူရီယာတယောက်ကမောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလူဗီတို့ကလည်းရောက်လာခဲ့ပြီးတော့ဂက်စပါတီလို့ချက်ကြီးအော်ခေါ်လိုက်တယ်သူတို့ရဲ့တင်မောပြက်နေတာကိုတွေ့တော့နာမီကလူဗီကိုတွားပြင်းလိုက်တော့လို့ပြောပါတယ်တင်မောပေါ်ကိုရောက်တာနဲ့ဂက်စပါတီရဲ့လူတွေနဲ့အတူသူ့ရဲ့တိုင်တစ်ခုကိုပါရေထဲကိုကန်ချပစ်လိုက်တယ်ဒံယာတွေနဲ့ ယ်ကြနေတဲ့ယူရီယာကိုပြလိုက်ကတူနောက်လိုက်လာတဲ့သူတွေကဒီလိုပဲဆုံးတက်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်လူဖီကတော့ခန္ဓာကိစ္စကိုပြောလိုက်ကမင်းတတ်မာတယ်ဆိုရင်ဒီလိုမျိုးကလင်ကကြဲကြစေရမလို့ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါကကစားပွဲတက်တက်တာဖြစ်ပြီးတော့သူကသူဒီလိုမျိုးသားမပြောပြဘူးဆိုရင်ပင်လယ်ထဲရောလင်းနေရတာကပြောစရာမကောင်းဘူးလို့ပြောပါတယ်အတုံးမကြတဲ့အိမ်မက်တွေနောက်ကိုမလိုက်ပဲစွာအနောက်ကိုသာလိုက်ဖို့အတွက်ကစပါတီကပြောနေခဲ့ပါတယ်ဒီလိုကစားပွဲမျိုးမှာစူဂျေးကိုသာတုံးစားမြင်လိုက်ရင်လာပြိုင်မဲ့လူတွေဟာအများကြီးဖြစ်လာလိမ့်မယ်နိုင်သွားတဲ့သူကိုစူဂျေးအနေနဲ့တိုးဖွဲ့တဲ့ကို ပေးဝင်လိုက်မှာဖြစ်လို့ဒီလိုနီးနဲ့သူဟာမပြင်းရအောင်ကစားပွဲတွေလုပ်နေခဲ့တာလည်းဖြစ်ကြောင်းပြောနေခဲ့ပါတယ်ပွဲစီစဉ်တဲ့သူကလည်းအဲ့ဒီလိုနီးနဲ့ပဲသူဆုံးတက်လိုက်ပြီလို့ပြောလိုက်ပါတယ်ခလေးကလည်းသူ့ဘိုးစီကိုရောက်လာကဒီကျုံးကနေထွက်သွားကြရအောင်အသက်ရှင်ကြရအောင်လို့လာပြောနေခဲ့တယ် အဖိုးကြီးကရွှေရည်ရကိုတလဲ၊ကောင်းလေးကိုတလဲကြည့်လိုက်ကဒီတင်မောဘော်ကကဲတင်ပေးဖို့နဲ့သူအပွိုင်လာခန်းထဲမှာတခုခုလှုပ်ဆရာရှိသေးတယ်လို့ပြောလိုက်တယ်။ဇိုရိုကတော့ကလေးလေးကိုခေါ်သွားခိုင်းလိုက်ကပွိုင်လာခန်းစီကိုပြန်သွားလိုက်ပါတယ်။လူဖီကတော့ကစားပွဲတွေကိုစိတ်ဝင်စားတော့လို့တိုက်လိုက်ရအောင်လို့ပြောနေခဲ့ပြီးနာမီကတော့ပင်လယ်ပြင်ကနေခြေနေမကောင်းတာကိုတီးလိုက်ရပါတယ်။ရွှေရည်ရကတော့ဒါကသူ့တိုက်ပွဲဖြစ်တာမို့လူဖီကတစ်ချက်ပြင်ထည့်လိုက်ပါတယ်။ဒီလိုနဲ့ကစပါဒီရဲ့တိုက်ပွဲကိုစားလိုက်ကသူ့ရဲ့ဒီဘေးဖရူရာမှာလက်ညှက်နေပြီးဇက်တိုက်ပြင်ကနေရပါတော့တယ်။စမ်းကြီးကဝင်ခဲ့ဖို့လှုပ်တော့လူဖီရဲ့တိုက်ပွဲ ယ်ကိုဝင်မရောက်ဖို့ဇိုရိုကပြောလိုက်ပါတယ်။လူဖီကခေါင်းနဲ့တစ်ချက်ဝင်ဆောင်ကဇတိုက်တိုက်ခိုက်ရင်ဂက်စပါဒီကသူ့အုပ်ထုပ်ကိုဖျက်ဆီးဖို့လှုပ်လိုက်တော့တူဟာရန်ကိုဒေါသပောက်ကွဲသွားတယ်။နာမီကတော့ပင်လယ်ပြင်ကြီးကမကြခင်မှာစိုးဝါလာတော့မှမို့မြန်မြန်ထွက်သွားဖို့အတွက်ပြောနေပါတယ်။ အဖိုးကြီးကတော့တင်မောကိုဖောက်ခွဲပြတော်မလို့လုံနေကအထုတ်တွေတဲလာတဲ့စန်းကြီးနဲ့တိုးခဲ့တယ်။ဒီကနေ့တော်တော်ဖို့ပြောခဲ့ပြီးလူဗီရဲ့တိုက်ပွဲကလည်းပြင်းထန်နေခဲ့ပါတယ်။စန်းကြီးကလူဗီကိုအထုတ်နှစ်ထုတ်ပေးခဲ့ပြီးတော့မြန်မြန်ဆုံးတက်ဖို့ပြောနေပါတယ်။ကလေးလေးကလည်းသူ့အဖိုးကိုအတင်းနေပြန်သွားခဲ့ဖို့ပြောနေခဲ့ပြီးဇိုရိုကတစ်ချက်ပြင်းထန်လိုက်တော့မှကလေးလေးကမင်းကလေးမှန်တီးသွားပါတယ်။ အဲ့ဒီလိုနဲ့ဘွိုင်းလာခန်ကြီးကပောက်ခွဲသွားပြီးတော့ဂက်စပါဒီကလူဖိပကုံးပေါ်ကအထုပ်တွေကိုထိုးပေါက်လိုက်တယ်။ဂျုံမုတ်တွေဟာပေးသွားခဲ့ပြီးမင်းလာအောင်ငယ်သားကထွက်ပြေးသွားပြီလားကွာလို့မေးလိုက်ပါတယ်။သူ့မှာလာအောင်ငယ်သားတွေမရှိဘဲတငယ်ချင်းတွေပဲရှိတယ်လို့လူဖိကပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂျုံမုတ်တွေကိုပြစ်ပေါက်လိုက်ကလူဖိတယောက်ဟာဂက်တလင်ကန်နဲ့တကုံပြေးမာတော့တယ်။တကြားဆိုတာကဂျုံမုတ်နဲ့ထိတဲ့အခါမှာစီကတ်မှုကိုကာကွယ်နိုင်ပြီးတော့အစိုးရနဲ့ပြေးဝင်လာတဲ့ဂက်စပါဒီကိုဘာဇူကာနဲ့ပွဲသိမ်းပေးလိုက်ကဆိုင်ကလုံးထဲကိုလွတ်ပြစ်လိုက်ပါတော့တယ်။သူ့နိုင်အောင်တိုက်မယ်လို့ဆုံးဖြတ်ထားရင်လူဖိတယောက် ောက်ဟာဘယ်တော့မှမယုံခဲ့ဘူးပါဘူးစူးကြွန်တွေကြောက်တွေးထွက်များသွားတာကြောင့်လူဗီတယောက်ဟာလည်းကြသွားခဲ့တယ်။နာမီဥဆိုတိုကလူဗီကိုစိတ်ပူနေခဲ့ကဇိုရိုကတော့စိတ်မပူဘူးနဲ့ဘလို့အကကဲမျိုးကိုပဲဖြစ်ဖြစ်ဒီကောင်ကအမြဲတမ်းဖြတ်ကျော်လာနိုင်ခဲ့တယ်လို့ဆိုပါရယ်။သူ့ရဲ့ကပ္ပိန်အပေါ်ဇိုရိုရဲ့ယုံကြည်မှုကတော့အမကန်းပါပဲ။ဆိုင်ကလုံးမုန်တိုင်းထဲမှာဂက်စပါဒီရဲ့တင်မောကနင်းမြုပ်သွားခဲ့ပြီးအဖိုးကြီးကရှူရီယားကိုကလူဗီကိုပါကဲတင်ထားပါရယ်။ဂက်စပါဒီလဲသိသွားပြီဆိုတော့သူ့မှာအသက်ရှင်ဖို့အကြောင်းပြချက်မရှိတော့ဘူးလို့ရှူရီယားကပြောတော့မင်းညမလေးကအခုဒီအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပါရယ်။ ်လူဖီတယောက်ကတူအုပ်ထုပ်လေးကိုပြန်မတွေ့တော့လို့မျက်ရည်တွေကျနေခဲ့ပါတယ်လူဖီကန်စားနေရတာကိုမကြည့်ရတော့တဲ့ရှူရီကလည်းပောက်ပြဲနေတဲ့တူအုပ်ထုပ်လေးကိုပြန်ပေးလိုက်တယ် ပန်းဝင်မဲ့ကျုံးကိုလမ်းမြင်လိုက်ရပြီးပတ်စံတွေရတော့မယ်ဆိုကပြောနေတဲ့အချိန်ရေတပ်သင်္ဘောတွေကပေါ်လာခဲ့ပါတယ်။ရွှေရီရာတို့မောင်နှမနဲ့ဗိုလ်ကြီးတို့ကိုထားခဲ့လိုက်ကသူတို့တွေဟာနောက်ထပ်တစ်ချိန်ရေတပ်လက်ကနေပြီးတော့ပြေးကြရပြန်ပါအောင်မယ်။နောက်ထပ်လာအောင်မယ်စွန်သားကန်းတွေစီကိုမယ်ရီလေးရတရွေ့ရွေ့နဲ့သွားနေခဲ့ပြီးငွေခင်မာလီကတော့မရလိုက်တဲ့ငွေရဲ့အတွက်ကြေခွဲကဇလန်လီကတော့ပြီးဆုံးသွားခဲ့ပါတယ်။အခုချိန်ထိကျွန်တော်ကိုအားပေးလာကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းဘိုင်ဘိုင် guys see you in next video